ဒီနေ့အားလုံးကိုထိုင်းလူမျိုးမေခွန်းစကလုံးဘယ်လိုပြောလဲဆိုတာကိုပြောပြပေးမှာဖြစ်ပါတယ်။ကဲဆက်လိုက်ရအောင်နော်။ထိုင်းလူမျိုးမေခွန်းကိုคำถาม၊คำถามလို့ပြောပါတယ်။ถามအဆုံးမှာပါဇက်လေးပိတ်ပြီးပြောရင်နော်။ပြန်ပြောကြည့်အောင်။คำถาม၊คำถามแกนมัตเต้บาเล่บาเล่ကိုထိုင်းလူမျိုးကอะไรอะไร right အတန်လေးကိုငိမ့်နေအောင်ဆွဲပြီးတော့ဆိုပေးပါอะไร อะไรบาเลยนัมเนเบมาเลยเบมาเลยโกที่ไหนที่ไหนไอ้มาไหนဆိုတဲ့စကားလုံးကအတန်လေးอ่ะပြန်တက်သွားတဲ့အပုံไหนအဲ့လိုလေးဆိုပြီးเนาะပြန်ပြောကြည့်အောင်เบมาเลยโกที่ไหนที่ไหนแก3คู่เนี่ยเบหาเลยเบหาเลยโกอันไหน အန်နိုင်ရမယ်နော်သူလဲနိုင်ဆိုတဲ့အတန်မှာအတန်လေးကအပေါ်ပြန်တက်သွားပါတယ်အန်နိုင်အန်နိုင်အဲ့ဒါဘယ်ဟာလဲစပယောင်လေးခုမြောက်ဘယ်အချိန်လဲမှားရိုင်မှားရိုင်အဲ့မှာရိုင်ဆိုတဲ့စကားလုံးကအတန်လေးကကျသွားတယ်အောက်ကိုမှားရိုင်မှားရိုင်ဘယ်အချိန်လဲဘယ်အချိန်လဲကိုနောက်တစ်မျိုးပြောပါသေးတယ် ตอนไหน ตอนไหนလို့လည်းပြောပါတယ်အဲ့တော့ဘယ်အချိန်လေးอ่ะနှမျိုးပါပထမတစ်ခုကเมื่อไหร่ เมื่อไหร่နောက်တစ်ခုကตอนไหน ตอนไหนကဲနောက်တစ်ခုတွားရအောင်ငါခုမြောက်ဘလောက်လဲဘလောက်လဲကိုเท่าไหร่ เท่าไหร่ဒီညမှာလဲ right ဆိုတဲ့စကားလုံးเนี่ยအတန်လေးอ่ะအောက်ကိုကြာပါပါတယ်เท่าไหร่เท่าไหร่အဲ့ဒါက ဘလောက်လဲနောက်တစ်ခုကဘလောက်များများအင်္ဂလိပ်လိုဆိုတော့ဒါ how many နဲ့ညီများပါတယ်ဘလောက်များများကို g g အတန်တစ်ချက်တည်းပဲပြီးတော့အတန်ကျသွားတယ်မစွဲရပါဘူး g g ဒီမိခုံးလေးကတော့တဲ့တီးတန့်တစ်လုံးနဲ့မိခုံးထောက်လို့မရပါဘူးတဲ့သူကရေသွက်ပုံနဲ့တွဲပြီးမှမိခုံးထောက်ရပါတယ်တဲ့ဥပမာဘယ်နှစ်ယောက်လဲပေါ့လူစိန်ဘယ်နှစ်ယောက်လဲဆိုရင်ကီခွန်း กี่คนบอกแนนี้อะไรสวยกี่วัน กี่วันนามาขอปาลูเลทำไม ทำไมนามาชิปดูเลใคร ใครนามากู ปาลูเลยังไง ยังไง ยังไงเนาะตาเลียมีคนสักกลุ่มเนี่ยพี่ป๋าเลย ကဲဒီမေခွန်းစကလုံးတွေကိုရပြီးသွားပြီမေခွန်းစကလုံးတွေကိုကျမတို့သုံးပြီးမှမေခွန်းထုတ်မယ်ပေါ့စာကြောင်းတိစောက်ကြည့်အောင်ကဲဥပမာပေါ့နော်ဘာသာတလဲလို့ပြောချင်တယ်ဘာသာတလဲလို့ပြောချင်တယ်ဆိုရင် gin arai gin arai gin ဆိုတာကစားတာကရိယာဖြစ်ပါတယ် arai ဆိုတာကဘာလဲအဲ့တော့ gin arai gin arai ဆိုရင်ဘာသာတလဲပေါ့ ကျတော့ကြိယာရှေ့မှာလာမယ်။မင်းခွန်းစကားကအနောက်မှာထားပြီးတော့ပြောရပါမယ်။ပြန်ပြောကြည့်မယ်။ပါစားတာလဲဆိုရင် gin arai gin arai ။ကဲနောက်တစ်မျိုးပေါ့နော်။ဘယ်မှာစားတယ်လဲလို့မေးချင်တယ်ဆိုရင်စားတာက gin ဘယ်မှာလဲကထိနိုင်အောင်းလိုက်တယ်။ဘယ်မှာစားတာလဲဆိုရင် gin ထိနိုင် gin ထိနိုင်။နောက်တစ်ခုဘယ်ဟာစားမလဲ။ ไปหาซ้ามาเลสุยซ่าหากกิน ไปหาเล็กอะอันไหนเอาอะไรเด็กไปหาซ้ามาเลสุยกินอันไหน กินอันไหนแกนอตคู่เปะเชยซ้ามาเลหลุมีเชเลซ่าหากเรากิน เปะเชยเล็กะ เมื่อไรเมื่อไรเอาอะไรเด็กกินเมื่อไรกินเมื่อไรอะไรกะเปะเชยซ้ามาเลน้องตมิวเปียวโลยาดีเด็กกินตอนไหน กินตอนไหน อะไรเล็ ်ဘယ်ချိန်စားမလဲကဲနောက်တစ်ခုကကြတော့เนาะဘလားလောက်စားမှာလဲกินเท่าไหร่กินเท่าไหร่เท่าไหร่ဆိုတာကဘလောက်လဲกินเท่าไหร่ဘလောက်စားမှာလဲနောက်တစ်ခုเป็นခုစားမှာလဲလို့ပြောကြည့်အောင်กินกี่อัน กินกี่อัน กินငါစားတယ်กี่ဆိုတာက how many ဘလောက်များများသူရဲ့နာမှာမေခွန်းစကားလုံးကရေသွက်ပုံနဲ့တွဲပြီးထုတ်ရတယ်လို့ပြောထားတဲ့အတွက် ကျမတို့ရေသွက်ပုံဖြစ်တဲ့တခုနှစ်ခုဆိုတဲ့ဟာလေးနဲ့တွဲပြောရပါမယ်။တခုနှစ်ခုကိုထိုင်းလိုမျိုးကအန်အန်အဲ့တော့ဘယ်နှစ်ခုလဲဆိုတော့ကီအန်ကီအန်ဘယ်နှစ်ခုစားမှာလဲဆိုတော့กินกี่อันกินกี่อันလို့ပြောပါတယ်။နောက်တစ်ခုတွားရအောင်။ဘာလို့စားတယ်လဲ။ဘာလို့လဲကိုทำไมทำไมအဲ့တော့ဘာလို့စားတာလဲလို့ပြောချင်กินทำไมกินทำไมဟောဒါမျိုးလေးတွဲပြီးတော့ပြောလို့ရပါတယ်။ နောက်တစ်ခုဘဒူကစားတာလဲလို့ပြောချင်တော့မိခုစကားကိုအရှိထောက်ရပါတယ်ချွင်းချက်ပါပဲဒီသလုံးပါပဲ cry gin cry gin လို့ပြောရပါတယ် cry ဆိုတဲ့မိခုအရှိထောက်လိုက်တဲ့ခါမှာကဆိုတဲ့ပုံစံဖြစ်သွားတယ်အဲ့တော့ cry gin ဆိုရင်ဘဒူကစားတာလဲ cry gin ဘဒူကစားတာလဲ ကိုကသွားပြီးမှ gin cry လို့မာပြီးပြောမိတယ်ဆိုရင်အဓိပ္ပာယ်ပြောင်းသွားပါပြီ gin ကိုအရှိမထားလိုက်ရင် go ဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားပြီးတော့မှ gin cry ဆိုရင်ဘ누구ကိုစားတာလဲလို့ပြောတာမျိုးဖြစ်သွားလိမ့်မယ်အဲ့ဒါဆိုရင်တော့ပြောလို့မရဘူးပေါ့နော်လူကိုစားလို့မှမရတာနော်အဲ့တော့မှတ်ထားပါ cry ဘ누구လဲဆိုတဲ့စကားလုံးကကျမတို့ကအဲ့ဒါ cry ဆိုတဲ့မိခုံးကိုအရှိမထားပြီးမှပြောရမယ်ကိရိယာကိုအနောက်မှာထားပြီးပြောရပါတယ်အဲ့ချိန်ညရင် ga ဆိုတဲ့ပုံစံမျိုးဖြစ်သွားပါတယ် ใครกิน ใครกินมาดูกะซาลาเล่นาทุกคุกินยังไงกินยังไง กินอะซาเล่ยังไงกะบัลลูเล่กินยังไง